တန်ကောင်းလို့ရမက်စလာ28ရက်နေ့ကအင်အားကြီးငလျင်လှုပ်ခတ်ခဲ့ပြီးနိုင်ငံတော်လူပေါင်း4000နီးပါးတေဆုံးခဲ့ပေမဲ့စစ်ကောင်စီတပ်ဘက်ကတော့လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ငလျင်လှုပ်ပြီးချိန်ကနေဧပြီလ1ရက်နေ့မြန်မာစံတော်ချိန်ညနေ6:00နာရီအထိ DPP ကကောက်ယူထားတဲ့စည်ရင်းတွေအရစစ်ကောင်စီတပ်ကနိုင်ငံနေရာအနှံ့ကိုလေကြောင်းတိုက်ခိုက်မှု32ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်ပြည်သူ52ယောက်သေဆုံးပြီး49ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ငလျင်တိုင်းပြင်းထန်စွာခံစားရပြီး လူပေါင်း100ကျော်တည်ဆုံခဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသတွေကဖျားတောင်ရွာကိုစစ်ကောင်စီတပ်နဲ့ပို့ဟုတ်ပြည်သူစစ် PNO ပူးပေါင်းတပ်ဖွဲ့ကဒရုန်းနဲ့6ကြိမ်ဘုံတိချတိုက်ခိုက်ခဲ့တဲ့အတွက်လူနေအိမ်တလုံးပျက်စီးခဲ့ပါတယ်။မတ်လ31ရက်နေ့မှာလဲရေပူစမ်းကြီးရွာကိုဒရုန်းနဲ့8ကြိမ်ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်နှလုံးပျက်စီးခဲ့တယ်လို့အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါတယ်။ ငလင်ပိသမှာခန်းဆန်းနေရပြီးဗီဒီယိုတွေအကြီးကြီးဒုက္ခရောက်နေတဲ့အချိန်မှာပေါ့နော်လင်းကြီးနဲ့တိတ်ခိတ်တာတို့ထရော့ဒရုန်းနေနဲ့ကျူးကျော်တိတ်ခိတ်နေတာတွေကအာကျွန်တော်တို့အနေနဲ့လုံးဝလက်ခံစရာအကြောင်းမရှိဘူးပေါ့နော်ငါလည်းမိတ္တမိနိုင်ပင်မချပဲတနင်္ဂနွေအရတပြမှတ်ပြီးတော့ဒီလေချောင်းကနေပုံကျဲတိတ်ခိတ်တာတွေကိုဒီနေ့ဒီချိန်ထိပြီးလုံနေတော့ဒီလိုဒီရောနိုင်ငံကကပါတည်တဲ့ရက်ချိနေမယ်ဆိုလို့ရှိရင်ပေါ့သူတို့ရဲ့လောက်ရက်တွေကိုကျွန်တော်တို့ဒီလိုဒီရော ဘီယူရီကလက်ခံလိုက်တယ်လို့ပြီးတော့နိုင်ငံတကာဆိုရင်ထောက်ခံလိုက်တယ်လို့ဖြစ်နေမှာပေါ့နော်အေဘီလာတရက်နေ့ညနေပိုင်းမှာလဲတော်လန်ရေးတပ်ဖွဲ့တွေတိမ့်ပိုက်ထားတဲ့ချင်းပြည်နယ်မင်းတပ်မြို့ပေါ်ကိုဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်မြို့ပေါ်ရက်ကွက်ကပြည်သူနေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့တယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်အေဘီလာနေ့ရက်နေ့နေ့လယ်တနင်္ဂနွေဝင်းကျင်မှာလဲစစ်ကောင်စီကမင်းတပ်မြို့ကိုဂျက်ဖိုက်တာနဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပါတယ် ညနေ6:00နာခွဲလောက်မှာတကြိမ်လေကြောင်းလာတက်ခိုက်တယ်ပေါ့နော်အပုံနှလုံးတုံးတဲ့နှလုံးချဲသွားတယ်အဲ့ဒါပြီးတော့ည10:00နာခွဲမှာတကြိမ်ပေါ့နော်လို့တင်လာချဲတော့ကတ္တရာလမ်းပေါ်ကျတယ်တလုံးကကျတော့တချို့အနေအဆောက်အုံတွေကိုထိတယ်ပေါ့နော်အဲ့လိုမျိုးပါပဲဒီသူဒီထိခိုက်တဲ့အရာတော့မရှိဘူးခင်ဗျလေတို့လို့ဆရာရှေ့အောင်လုပ်တယ်ပေါ့ကျွန်တော်လည်းကျွန်တော်လုပ်ဆရာရှေ့အောင်ဆက်လုပ်အောင်လို့ပဲမြင်ပါတယ်ကျွန်တော်တို့တော့ပြောစရာစကားလည်းကောင်းပါပြီဆိုတော့ဟိုဘာဘလို့ချုပ်တာဘလို့ကန်ခွတ်တာဘလို့ပညာလည်းနဲ့ ကျော်ပစံညောင်းမှာဖတ်တင်တာပေါ့နော်ငလင်းလှုပ်ပြီးခဲ့တဲ့ကစစ်ကောင်စီကငလင်းတန်းတင်ထားတဲ့သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်တို့မှာ jet fighter နဲ့ဘုံးကျဲတာ drone နဲ့ဘုံးတိချတိုက်ခိုက်တာစက်တက်လေဒီပါရမော်တာနဲ့ဘုံးကျဲတာတွေစက်တိုက်ပြုလုပ်နေတာပါအမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ငလင်းတန်းတင်ဒေတာတွေနဲ့ဆက်ဆက်ဒေတာတွေမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးအပ်နိုင်မှုအတွက်မက်လ30ရက်နေ့ကနေ ဧပြီလ12ရက်နေ့ထိထိုးစစ်တွေရန်နာမယ်လို့ကြေညာထားပေမဲ့စစ်ကောင်စီဘက်ကတော့တိုက်ခိုက်မှုတွေစတိုက်ပြုတ်လုပ်နေတာဖြစ်ပါတယ်။ကျမဒီရီပါ